ွှေလာပင်လိမ့်စေးလေးကဘာလို့လိမ့်ပြီးတော့ခဏအတွင်းမှာနေအစာမကြေတာတွေရင်ပြင်ခဲ့တာတွေတက်တာလာလဲဆိုရင်ဒီထက်မှာပါတယ်အဓိကပောင်းဝင်ပစ္စည်းပေါ့နော်ဘာလဲဆိုရင်ဂျင်းဂျင်းအစီအနှဲကြောင့်မလို့ဖြစ်ပါတယ်ဂျင်းလေးကဒီထက်မှာဆိုအဓိကပောင်းဝင်ပစ္စည်းအနေနဲ့ပါတာဖြစ်တဲ့တကြောင်မလို့အစာမကြေရင်ပြင်ခဲ့ကိုလိမ့်လိုက်တာနဲ့ခဏအတွင်းမှာနေကိုယ်တက်တာသွားစေနိုင်တာပေါ့နော်ဒီဂျင်းလေးကဆိုရင်မြပြီးတော့ဒီမှာထည့်ထားတဲ့ဂျင်းအစီအနှဲကဆိုရင်ခလေးတွေလေထိုးလေအောင်လေပွား ဘိုက်တွေအင်းလာရင်ပြင်းရင်ကြတာမအီမတာဖြစ်တာပြီးတော့အစာတွေစားတာအရင်များပြီးတော့အစာအစိတ်ဖြစ်တယ်လို့မျိုးပေါ့နော်လူက အမ်ဘယ်လိုပြောမလဲဤနေတာမျိုးတွေကအစလိမ့်လိုက်တာ ਨੇ ခဏလေးအတွင်းမှာတတ်တာစီနိုင်ပါတယ်ဂျင်းဒီအစိုင်နဲ့ဥလန်းချောင်းအတွက်မရှိမဖြစ်ဆေးလို့တော့ပြောလို့ရတဲ့အရာကိုဒီထက်မှာအပောင်ပစ္စည်းအနေနဲ့ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လိမ့်လိုက်တာ ਨੇ ခဏအတွင်းမှာတင်အားလုံးကိုတကယ်ထိရောက်တဲ့တတ်တာမှုကိုပေးနိုင်တာဖြစ်ပါတယ်ဂျင်းကလေအစာအိမ်နဲ့ဥလန်းချောင်းအတွက်ပဲကောင်းတာမဟုတ်ဘူးရောင်ရမ်းတာတွေကိုလည်းအရန်တတ်တာနေဆိုင်တတ်တာစီနိုင်ပါတယ်နောက်တစ်ခုကလေအားလုံးမသိသေးတဲ့အချက်ပြောပြမယ်ဒီရွှေလာပန်လိမ့်စေးမှာပါတယ်ဂျင်းအစီနစ်ကအပြိုးသား ားတွေဆိုရင်ပန်းတွေပန်းညို့ဖြစ်တာကိုပါပြန်ပြီးတက်တာနိုင်တဲ့အစွမ်းရှိပါတယ်ဒါကြောင့်မလို့ရွှေလာပန်လိမ့်စေးလေးရာဆိုရင်တကယ်ကိုပဲပေါ့နော်အရန်နာမည်ကြီးနေတာဖြစ်ပါတယ်ဒီထဲမှာပါတဲ့ပအဝင်ပစ္စည်းတစ်ခုချင်းစီထားရဲ့အာနိသင်ကအရန်ကိုကောင်းနေတဲ့အတွက်ကြောင့်ပါအားလုံးမကျေစွတ်တင်ပါတယ်အဲ့တော့ရွှေလာပန်လိမ့်စေးလေးကိုလည်းဆက်ပြီးရောယုံယုံကြည်ကြည်နဲ့အားပေးဖို့အတွက်ကိုမြို့ပြပြောချင်ပါတယ်ရှင့်မြို့ပြရတော့ရွှေစားစေးတိုင်းရဲ့ပိုင်ရှင်မြို့ပြဖြစ်ပါတယ်